စင်ကာပူနိုင်ငံကနမကြီးစားတောက်ဆိုင်နဲ့ကျောင်းတော်တော်များများလာရောက်ခဲ့တဲ့ဒီပွဲမှာကိုပိုင်စီးပွားရေးကို franchise brand တစ်ခုအနေနဲ့စတင်ဖို့စဉ်းစားထားသူတွေအတွက်ဘလောက်ထိအကျိုးရှိစေမှာလဲမြန်မာ entrepreneur network ကစီစဉ်ချင်းပါတဲ့ဒီပွဲမှာတော့လုပ်ငန်းစတင်လုပ်ကင်လူတွေအတွက်အကူအညီလှူဆောင်ပေးနေတဲ့အကြောင်းမသက်စင်ကရှင်းပြပါဗျာအဓိကတော့သူက franchise ယူရဲဆိုလို့ရှင်တော့ initial ပထမဆုံးပေါ့နော် investment နည်းနည်းပူများတယ်အမ်ဒါပေမဲ့သူဘက်ကဘာရလဲဆိုတဲ့အခါကျတော့ training ပေါ့နော် training ရတယ်ပြီးရင်ခါကျလို့ရှင် system တစ်ခုလုံးရတယ်ပြီးရင်ခါကျလို့ရှင်ဒီထားတော့ FMB ဆိုလို့ရှင် menu ခါရကျလို့ရှင် supply chain အစားတစ်ခါလေ educate လုပ်ပြီးနောက်ပြီးတော့ brand ကနိုင်ငံတကာမှာပေါက်ပြီးသား brand ကိုမှကိုယ်ကပြန်ပြီးမှသုံးတဲ့ပုံစံမျိုးဆိုတဲ့အခါကျတော့တချို့နေရာမှာအစားအဆုံးတစ်ကနေစပြီးတော့ပြန်တိဆောက်ရမယ့်ဟာမျိုးမဟုတ်တော့ဘဲနဲ့ဟို half way လောက်ကနေပြီးရခါကျတော့ဒီငွေရင်းနှီးတနိုင်တဲ့သူက join လိုက်တဲ့သဘောမျိုးပေါ့နော်ပြန်ခါကျတော့ franchise user ကတချို့လူတွေအတွက်လည်းအဆင်ပြေမှာပါတချို့လူတွေကြတော့အဆင်ပြေတင်မှာပြီးမှာပေါ့နော်ဒီပွဲမှာ single နာမည်ကြီး brand တွေဖြစ်တဲ့ Hans Restaurant, The Burger Bar, Glado Fish Desserts Cafe စတဲ့စားတောက်ဆိုင်တွေဖြင့်စင်ကာပူကထင်ရှားတဲ့မူရိုကြောင့် Chefy Kiss Wall လည်းပါဝင်ခဲ့ပါတယ်။အခုလိုကျင်းပတဲ့ပွဲဟာနှစ်ဦးနှစ်ဖက်အဆင်ပြေမှုများတယ်ဆိုရင်တော့ဒီလိုပွဲတွေဆက်ပြီးကျင်းပသွားဖို့စီစဉ်ရှိတယ်လို့လည်းမသက်စင်ကဆိုပါတယ်။ခု franchise လုပ်တယ်ပေါ့နော်။ဒီဟာကိုအဆင်ပြေရဆိုလို့ရှင်။နောက်ဒီဟာကိုလည်းဓမ္မန်းရှိရဆိုလို့ရှင်တော့ဆက်ပြီးတခြားပွဲတွေမှာလည်းလုပ်ပေးဖို့အစီအစဉ်ရှိရ အမှမဟုတ်လို့ရှင်လည်းတခြားနည်းတွေနဲ့လည်းအမ်ဒီ entrepreneurs ပေါ့နော်စီးပွားရေးလုပ်ငန်းရှင်တော်တော်များများကိုဘယ်လိုပံ့ပိုးပေးလို့ရမလဲဆိုတဲ့ဟာကိုညီမတို့ကအစင်းတစိုက်အမြဲတမ်းဟိုလိမ့်လာနေမှာပေါ့နော်ကြိုးစားနေမှာပါဟုတ်